ျွန်တော်ကတော့လင်းထောင်ဖြစ်ပါတယ်ကျွန်တော်ရဲ့ဒီနေ့ဒီလိုအစီအစဉ်ကနေပြီးတော့တော်လန်ပြည်သူအားလုံးကိုဖိတ်ခေါ်ပါတယ်ခင်ဗျာအဲ့တော့ထုံးစံတိုင်းလူမှုကွန်ဘော့ကထူးခြားတဲ့သတင်းတွေဗီဒီယိုတွေကိုတော်လန်ပြည်သူတွေနဲ့အတူတူကျွန်တော်ကြည့်ရှုဖို့ပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့တွေအတူတူကြည့်လိုက်ကြအောင်ကဲစိုက်โอเคအဲ့တော့ ျွန်တော်မနေ့ညတော့ကတော့ကျွန်တော်ရဲ့ YouTube မှာဟောပေါ့နော် post လေးတစ်ခုတင်တယ်ပေါ့နော်ကျွန်တော် YouTube နဲ့ပတ်သက်ပြီးတော့ waveban ဟောပေါ့နော်ခြံပြုတ်ဆိုရင်ဘာတွေ waveban ခြံပြုတ်မလဲဆိုပြီးတော့ဒါအအောင်ပါလေတော်တော်များများလာပြီးတော့ waveban ခြံပြုတ်ကြတယ် waveban ခြံပြုတ်ချက်တွေကိုလည်းအာကျွန်တော်အနေနဲ့တကယ်ကိုကျေးဇူးတင်တယ်အာပေါ့နော်ဟိုကျွန်တော်ရဲ့ဒီ season မှာဒီ season ရောတော်ဝေလေးရောတခြားဥစ္စာတွေကိုကြီးစုအားပေးနေကြတယ်အာကျွန်တော်တို့ရဲ့တော်လှန်ပြည်သူတွေကိုလည်းကျေးဇူးတင်ကြအောင် ြောလို့ရပါဟာအဲ့တော့ဒီနောက်ပိုင်းမှာတော့ဗောနော်ကျွန်တော်ရဲ့ဒီ YouTube channel အစားတွေကအားပေးလာတဲ့သူတွေဟိုဆိုရင်တိပါတယ်အဲတချို့ဟာလေးတွေကကျွန်တော်မလိုအပ်ချက်တွေကတော့အများကြီးရှိနေဆုံးပဲဥပမာရိုက်ရတာအစားဗောနော်တချို့ဘိုင်းတွေမှာတော့လိုအပ်ချက်တွေအများကြီးတော့ကျွန်တော်အနေနဲ့ရှိနေသေးတယ်ဗောနော်ဒါပေမဲ့တေးကြပါတယ်ကျွန်တော်အားပေးတဲ့သူတွေကမဖြစ်အောင်ကျွန်တော်အကောင်းဆုံးထပ်ပြီးတော့ကြိုးစားပါမယ်ဗီဒီယို quality ဘိုင်းတွေကတခြားပေါ့နော်ဒီကျွန်တော်ပြောပုံစုပုံတွေရစားအများကြီး ထပ်ပြီးတော့ဗောနော်ဟိုပြည့်စုံအောင်ကျွန်တော်ထပ်ပြီးတော့ကြိုးစားပါမယ်ဒါလေးကိုလည်းဗောနော်မနေ့က post လေးနဲ့ပတ်သက်ပြီးတော့ကျွန်တော် reply လေးလုပ်ပါတော့ဟုတ်ပါအရပန်ရကလည်းကျွန်တော်ရဲ့ page မှာအကျွန်တော်ရဲ့ဒီ YouTube channel မှာကျွန်တော်အာဒီ live လေးလေကျွန်တော်ပြုပြုလုပ်သွားမယ်ပေါ့နော်အဲ့တော့အာအဲ့ဒါကြောင့်မလို့လေကျွန်တော်ရဲ့ channel လေးကိုစောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်လို့ကျွန်တော်ဒီကနေပြီးတော့ request လေးလုပ်ချင်တာပါအဲ့တော့ကျွန်တော်စကြည့်လိုက်အောင်ပထမတစ်ခုကဒီ sick bed ပေါ့နော် စစ်တမ်းနဲ့ပတ်သက်ပြီးတော့ဒီရိတ်ခါအာအာရိတ်ရိတ်ခါနဲ့ပတ်သက်ပြီးတော့ဒီဟိုပါတော့အုတ်ရှိပင်မျိုးကဒီပြည်တော်သားရက်ွက်အုတ်ချုပ်ရည်မှုကိုဒီသူတို့ဒီစစ်စစ်သားတွေကသူတို့ကဟိုပါပဲစားတာဘာလဲဆိုတော့ဘူးဒီဖတ်နေတဲ့ငဏီတူ3កောင်ပဲသူတို့နေ့စစားငဏီတူဆိုတာတိတိလေးเนาะငဏီတူ3កောင်ပဲစားတော့နေရတယ်ဆိုပြီးတော့ဒီပြည်သူတွေစီကနေပြီးတော့ထမင်းဟင်းတွေကို ဘောလုံးအတင်းအာမချက်ပြုတ်ခိုင်းပြီးတော့အချမ်းပတ်စစ်တပ်စီကိုပို့ဆောင်ပေးနေရတယ်ဆိုရင်တရင်လေးနဲ့ပဲအာကျွန်တော်စကျင်တယ်ဘောနော်အဲ့တော့အာဒီပြီးတော့တာဘောနော်ပြီးတော့တာဘောနော်ဒီအာအုတ်ရှစ်ပင်ပြီးတော့တာမှာအာဘောနော်အာဒီစစ်သားတွေအတွက်ကိုအတင်းအာမချက်ပြုတ်ခိုင်းနေရကျွန်တော်တခါကျရင်တွေးမိတယ်အပြည့်တခါအစိတ်ခတ်လိုက်ပြီးရောအစိတ်ခတ်လိုက်ပြီးရောနော်အဲ့တော့ဟိုစစ်တပ်က ထုံနီး၎င်းပဲသူတို့မှာရိတ်ခါနဲ့ပတ်သက်တဲ့တက်တွေရှိတယ်အာသူတို့မှာရိတ်ခါကူရောင်လေးဟလာဟိုဟာတွေရှိတယ်ဒါပေမဲ့လောက်လောက်ကမစားဘူးလောက်လောက်ကမစားဘူးဘာကြောင့်လဲဒီလားပြည်သူကိုရံမူနေလို့ကိုဒီလိုမျိုးလောက်လောက်ကမစားရတာဖြစ်ပါအာမြို့ပေါ်ပေါ်ကြီးမှာနေပြီးတော့ဘောတော့ကောင်းကောင်းမစားရတဲ့တက်တွေလည်းရှိလာတယ်ရှင်နှန်းစမြေမြေမှာနေပြီးတော့ဟလာအငန်းငန်းအပြက်ပြက်နဲ့ ေဆုံးသွားတဲ့သူတွေလည်းရှိလာတယ်။စားကျင်တိုင်းမစားအောင်ကျွန်တော်တို့ပုံမှန်လေးပြောတာစစ်တပ်ကသာပြည်သူအချင်းပြည်သူကလည်းစစ်တပ်ကိုငတ်အောင်မထားဘူး။ဘသူမှငတ်အောင်မထား။စစ်တပ်ကဘောနစစ်တပ်ကပြည်သူကိုလှုပ်ချင်တိုင်းလှုပ်လို့ရန်မူနေလို့ရန်သူလိုဆက်ဆံလို့ဒီလိုငတ်နေတာပဲဖြစ်တယ်။ကောင်းကောင်းမစားရတာလည်းဖြစ်တယ်။ကျွန်တော်စစ်တပ်ထဲမှာနေတော့ကဒီဟိုပါဘောနအဲဒီ အာစစ်တပ်ကကောင်ဟိုထားပါတော့နော်အထက်အရာရှိပဲဖြစ်အောက်ကဖြစ်ဖြစ်သူတို့ဝါလာဖြန့်တာတခုရှိအဲ့ဒါပါလေမြန်မာစစ်သားကမပိနဲ့လဲစားနိုင်တယ်မပြောဘူးလဲစုပ်ပြီးတော့စစ်တိုက်နိုင်တယ်အကြမ်းမ်းတမ်းခံတယ်ဗောဗျာပြောချင်တာဘာနဲ့စားစားအဆင်ပြေတယ်ကျွန်တော်လဲစစ်တပ်ဘုတော်မှနေဘုံပထမနှစ်တွေရတော့ဟောတက်ကြွနေတဲ့လူငယ်ဆိုအော်ဟုတ်တာပဲဘာဖြစ်လဲဆွဲဗော ရှည်တန်းမှာတော့ဘယ်သူကကောင်းကောင်းစားနိုင်ပါလဲဟုတ်တယ်ဗျဒါတော်လည်းဖြစ်ဖြစ်လေဟိုပါပဲဖြစ်ဖြစ်ဒါပေမဲ့ကျွန်တော်ပြောမယ်ဗျအာဟာရပြည့်ဝသွားမစားရခြင်းဟာစစ်တိုက်ရမှာအခက်အခဲရှိတယ်အဲ့တော့ဒီလိုလိုစားနိုင်မှုအတွက်ဟုတ်ပါတော့ဟိုအာဟာရပြည့်ဝသွားစားနိုင်မှုအတွက်အစီမံပေးရမယ့်တာဝန်စစ်တပ်မှာပြည့်ဝရှိတယ်အဲ့တော့ငါတို့ကတော့ဒီလိုစားနိုင်တယ်ဟုတ်တော့ငါတို့ကတော့ဒီလိုစားနိုင်တယ်ဘာမှမဖြစ်ဘူးဘာမှလာမဖို့လေကိစ္စမရှိဘူးဆိုတာမှားအောင်မှားတယ် အဲ့ဒါစစ်တပ်မှာတလွဲခံယူချက်တစ်ခုကိုစစ်တပ်ကဝါလာမိုင်းတစ်ခုတစ်ဖွဲဂျိုင်းသွင်းတာကျွန်တော်တို့ဒီရှေ့တန်းစစ်မြေပြင်တွေကိုသူ့ဘာလို့ရိတ်ခါချောက်တွေဘာတွေပို့ဆောင်ရမှာရှိတယ်စစ်သားတယောက်ရဲ့ရာသင်ရထိုက်တဲ့ရိတ်ခါတွေရှိတယ်ဘယ်တော့မှပြေဝမရပါဘူးအစင်စင်ဖျက်ဆားလက်ဆားလောက်တာဟိုးအပေါ်ချပေးလိုက်တဲ့ရိတ်ခါဟာလာပြီးတော့အာအမှားလေးကတစ်ခုစားတယ်ပြီးတော့နောက်တစ်ခုထပ်စားတယ်နောက်တစ်ခုထပ်စားတယ်အစင်စင်စားတယ် ောက်ဆုံး appointment ထားပါတော့မနော်ကျွန်တော်ဥမာပြောတာပေါ်ဆန်းမွေးနဲ့စားပါစီဆိုပြီးတော့ပေါ်ပတ်စံချပေးလိုက်တယ်ရိတ်ခါဝယ်တဲ့ကောင်ကပေါ်ဆန်းမွေးမဟုတ်ပေါ်ဆန်းမွေးနဲ့တစ်ဆင့်နှိမ့်တာဝယ်အဲ့ဒါကိုနောက်တစ်ဆင့်ကကောင်ကအရလာတဲ့စံလေးရနေပြီးတော့ဟိုဟာဟိုဟာ24ဘီတအိဆိုရင်ဟာလာဟိုဟာ23ဘီပဲထားတယ်တပီထွက်တယ်အစံကြီး1000ဆိုသူ့လည်းအများကြီးထွက်တယ်လေအဲအဲ့လိုမျိုးပဲဟုတ်နော်အဖြတ်ဖြတ်ဟိုဟာစားလာတာပေါ့စားလာတဲ့ဥစ္စာအရန်တည်တာလား ရန်ဒီတာတော့အောက်ချေရကောင်းတယ်တကယ်တမ်းကစစ်မဖြစ်တဲ့အချိန်မှာတော့မကောင်းကောင်းမစားဘူးဟုတ်လည်းပြောကောင်းကောင်းမစားကောင်းကောင်းမစားတော့တဲ့တော့လည်းမနေပြီးတော့ရိတ်ခါပြပြဝမစားရတာစစ်ဒီဒီလိုအချိန်ကာလမှာတော့မပေါ့နော်ဒီလိုအချိန်ကာလမှာပြောနေအရင်တုန်းကတော့မကောင်းကောင်းမစားအဲ့တော့ဒါကိုအာငါတို့ကစစ်သားကဘာဖြစ်ရှေ့ထဲမှာဖြစ်တယ်လို့စားမယ်ဖြစ်တယ်လို့စားမယ်ကျွန်တော်ကပြောရင်ပြောရင်ကျွန်တော်၃ဘွဲ့လောက်တင်ပြီးရဲ့အချိန်မှာအဲ့ဒါကျွန်တော်လက်မခံတော့ဘာလို့ဖြစ်တယ်လို့စားရမှာလဲ စစ်သားတယောက်ကဘာလို့ဖြစ်လို့စားရမှာသူ့မှာအပြည့်အဝရိတ်ခါဒီလားဗျရိတ်ခါဆုံးဝင်အဲ့လိုမျိုးအပြည့်အစုံရှိတာဘာလို့ပြည့်အစုံမစားရတာလဲဒါမေးခွန်းပဲဒါပေမဲ့အဲ့လိုဆိုဘသူမှမပြင်းနိုင်ဘူးအဲ့ဒါကြောင့်မို့လို့ဒီစစ်တပ်ကဇက်တူသားချင်းစားပြီးတော့ဒီလိုအခြေအနေကိုဖြစ်လာတာလို့ကျွန်တော်ကအဓိကထားပြောချင်တယ်အဲ့တော့အခုချိန်မှာပြည်သူကမကြည့်ဘူးတော့ကြောက်ပို့ဆိုအရင်တော့ဆိုရင်ပြည်သူကပြည်သူနဲ့ကြည်ယူနေပြီဆိုပြည်သူတွေကနေပြီးတော့အာဒါလေးကြွေးပါအောင်ဟွာလေးကြွေးပါအောင်တောင်းစလို့ရပြီးတော့ကြွေးတယ် ီသူချက်နေပြီလို့ကြွေးတယ်အရင်တော့ဆိုရင်တွေ့မှာပေါ့ဟဟလာတမရော်နေလို့ဟဟလာဒါပါတမရော်နေဆိုတာဟိုဟာဒီသူတို့ဘက်ကခေါ်တဲ့ဥစားတော်လိုင်းနေလို့ပါလို့မှာဟဟလာအာကျွန်တော်တို့စစ်ကြောင်းကြီးလာပြီသူကဟိုဟာပေးတီးရပေးတီးရပေးဟိုဟာပေးနေဟဟလာနောက်ပြီးစစ်ရှိနေပြန်ဝင်လာတယ်ဟိုဟာကြွေးဒီဟာကြွေးလမ်းတစ်ချောင်းမှာဟိုဟာကြွေးဒါဒါကြွေးကျွန်တော်တို့ဟိုလောက်ကိုင်းမှာပထမဖြစ်တဲ့ဟိုဟာပေါ့နော်ဒီ အာဖြစ်စင်မှာတော့ကတော့မှဟဲ့လားအရှိလန်းသွားတော့ထမင်းတုပ်တွေပို့ပေးဟိုဟာပေးဒီဟာပေးနေပြည်သူကအဲ့လိုမျိုးထောက်ပံ့ခဲ့တာအခုဘာလို့ဟိုဟာမဖြစ်လဲအခုအတင်းအဓမ္မတော့ချက်ခိုင်းနေရတဲ့အခြေအနေတစ်ခုစီရောက်နေပြီလို့ကျွန်တော်ကအဓိကထားပြီးတော့ပြောချင်တာအဲ့တော့ထမင်းလည်းမစားရစိတ်ဓာတ်ကလည်းကြာနော်ဒီစိတ်ဓာတ်ကလက်လက်ဟိုဟာဘာလို့ fire power တစ်ခုပဲရှိတော့တယ်အတွင်းမှာအဲ fire power ဆိုတာကလည်းကြီးတန်းနေရှိနေတော့ပြစ်လို့ရတယ်ဒါပေမဲ့ကြီးတန်းနေမရှိတော့အချိန်ကျရင်အဲ့ဒါပြစ်လို့မရဘူး စိတ်ဓာတ်မရှိတဲ့စက်သားလုံးဝမတိုင်နိုင်ဒါကိုကျွန်တော်အဓိကပြောချင်တာဒါကတော့ပြည်သူတွေပို့နေရတဲ့ထမင်းတုပ်တွေနဲ့ရိတ်ခါတွေဖြစ်ပါတယ်ဒါကတော့အတင်းအဓမ္မချုပ်ဟိုဟာလုံနေတယ်ရက်ွက်အိုးချိုးမျိုးတွေဖြစ်ပါတယ်အဲ့တော့မြန်မာနိုင်ငံမှာတစ်ဖက်မှာဒီလိုဖြစ်နေတဲ့အချိန်မှာတစ်ဖက်မှာကျွန်တော်တို့ရဲ့အိန္ဒိယနိုင်ငံထိုင်းမှာလည်းဒါကျွန်တော်တို့ဟလာတိုက်ခိုက်မှုဖြစ်စဉ်တွေကိုကြုံနေရတယ်အဓိကတော့ထိုင်းနိုင်ငံတောင်ပိုင်းဟလာမလေးရှားနဲ့နယ်စပ်မြို့တစ်မြို့ဖြစ်တဲ့မလေးရှားနဲ့နယ်စပ်သားမြို့မှာဟလာနော် မနေ့ကျွန်တော်တို့ဟောပေါ့လားစနေနေ့ညတော့ဟုတ်လားစနေနေ့ညတော့မလ၈ရက်နေ့ညပိုင်းတော့နာရာတီဝက်ပြည်နယ်အဓိကမြို့ကြီးတစ်ခုဖြစ်တဲ့စုကိုင်ကိုလက်ဆိုတဲ့မြို့မှာအနက်ရောက်ဝက်ထားတဲ့တနတ်သမားတွေရဲ့ရန်ကားပစ်ခတ်မှုကြောင့်ဘောနော်ဒေတာကန်စေတနာဝန်နဲ့လုံခြုံရေးအဖွဲ့ဝင်2ဦးတည်ဆုံးတယ်လူ7ဦးဒဏ်ရရတိုင်းမှာလည်းဒီတိုင်းဟိုဟိုဘောနော်ပြန်တိုက်နေတဲ့တပုံတွေရှိတယ် အဲ့ဒါထိုင်းနိုင်ငံတောင်ပိုင်းမှာရှိတာအရင်တည်းကဒါကျွန်တော်တို့သိနေပြီးသားပဲဒီကိစ္စအကြောင်းအရာကတော့ကျွန်တော်တို့အားလုံးသိနေပြီးသားပဲအဲ့ပေါ့နော်ဒါဒီအခုလောဆယ်တိုက်ခိုက်မှုကဘာကြောင့်ဖြစ်ပေါ်လာတာလဲဘာကြောင့်ဖြစ်ပေါ်လာတာလဲဆိုလို့ကျွန်တော်တို့ပြောရမယ်ဆိုရင်ပြီးခဲ့တဲ့ရက်ပိုင်းမှာကြားဖြတ်နေတဲ့အတူဝီဂါမွတ်စလင်လူမျိုးတရုတ်နိုင်ငံမှာရှိတဲ့ဝီဂါမွတ်စလင်လူမျိုးတွေကိုပေါ့နော်ထိုင်းဆိုရရနေပြန်ပို့လိုက်ပြန်ပို့လိုက်အတင်းအကျပ်ပြန်ပို့လိုက် ပြောမယ်ဆိုနိုင်ငံရေးအရခလုံးဝင်တောင်းထားတဲ့သူတွေကိုအဲ့နိုင်ငံမှာမနေချင်လို့အဲ့နိုင်ငံကနေပြောနိုင်ငံရေးအရတောင်းထားတဲ့သူတွေကိုအဲ့နိုင်ငံကိုပြန်ပို့လိုက်တာဟာတော်တော်လေးကိုလူခွင့်ချိုးဖောက်တာဖြစ်ပါအဲ့တော့ဒါကိုမချိနဲ့လို့လောက်တာလားဘာလားဆိုတာတော့ကျွန်တော်တို့တေးချာချာမသိရသေးဘူးဒါပေမဲ့အဲ့ဝီကမွတ်စလင်တွေကိုအာပြန်ပို့ပြီးတဲ့အချိန်မှာအမေရိကန်တန်ယုံကနေပြီးတော့ထိုင်းနိုင်ငံမှာအတွင်းအတွင်းမှာရှိတဲ့အမေရိကန်နိုင်ငံသားတွေကိုဘုံပေါက်ကွဲမှုတွေတခြားဥစ္စာတွေဖြစ်ပေါ်လာနိုင်တဲ့အတွက် ပေါ်တော့ဒေသဆိုင်ရာအာဏာပိုင်တွေရဲ့ညွှန်ကြားချက်တွေဘာတွေကိုလိုက်နာဖို့ဆိုပြီးတော့အမေရိကန်တိုင်ရင်းကနေပြီးတော့ထုတ်ပြန်ထားတာကျွန်တော်တို့တွေးလိုက်ကြပါဘူး။ဘူးတိတ်မကြဘူးဒီဖြစ်စဉ်ဖြစ်တာ။ဒီဖြစ်စဉ်ဖြစ်တာ။အဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေလည်းဒီလိုကြားတွေမှာမညံ့ဖို့ကျွန်တော်ကတော့ဒီကနေပြီးတော့တတိပေးခြင်း။ဒီထိုင်းနိုင်ငံတောင်ပိုင်းမလေးရှားဆိုလာကိုယ်လင်းလင်းပြောရရင်ကျွန်တော်နိုင်ငံတွင်းကနေမလေးရှားကိုအောက်လန်းကနေတွားပြီးတော့အလုလုတဲ့သူတွေဖြတ်သွားဖြတ်လာလောက်ရတဲ့နေရာတွေဖြစ်ပါတယ်။ ဲ့တော့ဒီလိုအခြေအနေမှာပွဲသားတွေတခြားဥစ္စာတွေကိုယုံကြည်ပြီးတော့ဘောနော်ဒီတိုက်ပွဲတွေကြားတဲ့ကိုရောက်သွားမှာအဘာညာကိုတော့တတိထားဖို့ကိုတော့ကျွန်တော်ကနေပြီးတော့ဒီကနေပြီးတော့တတိပေးလို့လေအဲ့တော့ဒီအချိန်မှာမြန်မာနိုင်ငံတွင်းကနေပြီးတော့ရရပုံစံရရနီလန်ပေါင်းစုံနဲ့ထွက်နေကြတယ်ကျွန်တော်မြန်မာနိုင်ငံသားတွေအများကြီးရှိပါတယ်ထိုင်းနိုင်ငံနဲ့ဒို့မဟုတ်မလေးရှားကိုကျွန်တော်တို့နေသက်တွေကနေတစ်ဆင့်ထိုင်းကိုဖျက်ပြီးတော့သွားကြတဲ့အခါမှာကျွန်တော်တို့ခက်ခဲကြမ်းတမ်းစွာနဲ့ဖျက်ရတဲ့အခါတွေရှိပါတယ် ကားတွေထဲမှာလူတွေအထက်ထက်ထပ်ပြီးတော့သွားလာတာရှိတယ်အဲ့လိုအချိန်ဒီမှာဒီလိုမျိုးကြားတဲ့ရောက်သွားတာလို့အစစ်စေးကျန်းလာလို့တချို့ဟာကြီးကြမပေါ်တော့လမ်းကြောင်းရဲ့အခြေအနေပေါ်ပွဲသားတွေပြောသမျှမယုံပါနဲ့တင်းကြာကြာလေးလဲမိမိကိုယ်တိုင်လဲအလန်းကအခြေအနေဘလို့ရှိတယ်မိမိသွာလာနေကြနေမီတခုအာမဟုတ်ပင်မဲ့ဟောပေါ်တော့ဒီထိုင်းနိုင်ငံမှာတွင်းမှာရှိရဲ့ပေါ်တော့သတင်းစာတွေတချို့ဥစားတွေကဒီဒေသနဲ့ပတ်သက်ပြီးဘာတွေပေါ်ပြနေလဲထိုင်းရဲ့တပ်ဖွဲ့ကဘာတွေဟိုဖြစ်နေလဲဆိုတော့ ဟောနော်ထိုင်းစာမတတ်ရင်တော့မှသူတို့ဒါဒီလိုထုတ်ပြန်ချက်တွေဆိုအင်္ဂလိပ်လိုပါနဲ့ထုတ်ပြန်လေထုတ်ပြန်တာရှိပါတယ်အဲ့လိုဥစားတွေကိုထိုင်းရဲ့ဝက်ဘ်ဆိုက်တွေဘာတွေမှာဒီလမ်းကြောင်းရဲ့အခြေအနေတွေကိုတေချာလေ့လာပြီးတော့ဟောနော်သွားဖို့လာဖို့လောက်ကြပါဒီတိုင်းပွဲစားတွေရဲ့ပတ်သက်စကားကိုပဲမယုံကြပါနဲ့လို့ကျွန်တော်ကနေပြောချင်တယ်အဲ့တော့ဒီဒေတာကကျွန်တော်တို့1948ခုနှစ်နောက်ပိုင်းအစပြီးတော့လက်နက်ကင်ခွဲထွက်ရေးပုံကံမှုတွေနဲ့ကြုံရတယ်ဟာလာပင်လယ်တပြားနဲ့မူရီမောင်ကိုဂိုင်းနေလဲလှုပ်ရှားနေတယ်ဆိုပြီးတော့ပြောထားတယ်ဒီဒေတာကထိုင်းစစ်တပ်နဲ့မကြာခဏ တိုက်ပွဲဖြစ်တဲ့တခါကြရဲအဲ့လိုမျိုးအကြမ်းဖက်တိုက်ခတ်မှုတွေအသေးခံဘုံးကွဲမှုတွေဒါတွေလည်းခဏခဏဖြစ်တာဖြစ်တဲ့အတွက်အခုလက်ရှိဟိုဘောနော်အာဟိုထိုင်းရဲ့နိုင်ငံရေးအခြေအနေဟာလည်းတည်ငြိမ်နေလားဆိုရင်တော့အရန်ကြီးတည်ငြိမ်နေတဲ့အခြေအနေတခုမဟုတ်ဘူးလို့ပဲပြောရမှာပဲတပ်စင်ရဲ့နောက်ွယ်ရလှုပ်ရှားမှုတွေကျိုးကန်လှုပ်ရှားမှုတွေကလည်းထိုင်းနိုင်ငံရေးမှာဘာတွေဖြစ်လာမလဲဆိုတော့ကျွန်တော်ဆက်လက်စောင့်ကြည့်ရမယ် နေထားတစ်ခုပုံပဲကျွန်တော်ပြောချင်တယ်အခုဖြစ်စဉ်ကြောင်းတော့ထိုင်းနိုင်ငံတောင်ပိုင်းကိုခီးမသွားကြဘူးမလေးရှားအစိုးရကလည်းသူ့နိုင်ငံသားတွေကိုတတိပေးထားပါတယ်ကျွန်တော်တို့ရဲ့ဘောနော်ဟိုဗာလဲအတင်းအဓမ္မအာဏာသိမ်းပိုက်ထားတဲ့စစ်တပ်ကြီးရောကျွန်တော်နိုင်ငံသားတွေကိုတတိပေးထားမှာကြားကြားဘူးလားကြားမိသေးလားအဲ့ဒါပဲပြောချင်တယ်အဲ့တော့တောင်တောင်မသွားကြပါနဲ့လို့ကျွန်တော်ကဒီကနေပြီးတော့အာဘောနော်ဟိုကိုပြည်သူအချင်းချင်းတတိပေးလို့လာပါဗျာ နော်အဲ့တော့နောက်ဆုံးတစ်ခုကြည့်အောင်နောက်ဆုံးတစ်ခုကတော့ဘာမောတွေဘာတွေလောင်နေကြလဲဘာတွေပြောနေကြလဲဆိုတော့ကျွန်တော်ကြည့်အောင်ဘာကကြိုကြီးနဲ့ပတ်သက်တဲ့အရာရောอืมကာကြိုကြီးအခုဘာကကာကြိုကြီးလို့ဆဲတော့မယ်အခုကြည့်ရကာကြိုကြီးကဘာလုပ်လဲဆိုတော့သူကဟိုနေပေါ်မှာတော့တွေကနေပြီးတော့မှစာအုပ်တုပ်နေတယ်ကဘာမှာထင်ရှားနေတယ် ူတင်ဆိုတဲ့ရုရှားသမ္မတကိုပြုံးစီခဲ့ပီတိဖြစ်စီခဲ့ငါကနာဆာကဥက္ကဋ္ဌကြီးပေါ့နော်ပြောဆိုခဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ဝေဖန်မှုတွေမြင့်တက်နေတယ်တန်ဃာတော်တွေကြားမှာလည်းဝေဖန်မှုတွေမြင့်တက်နေတာတွေ့ရတယ်ဘုရားကဗျာဒိတ်ပေးခဲ့တယ်ပေါ့ဗျာဒိတ်ပေးခဲ့တာဟာဒီရုရှားနိုင်ငံရဲ့သမ္မတကြီးဟာဘုရားဗျာဒိတ်နဲ့ကိုက်ညီနေတယ်ပေါ့ အချင်းကြလို့ရှိရင်ရုရှားနိုင်ငံဟာလက်နက်အင်အားနိုင်အင်အားကြီးနိုင်ငံကြီးစစ်ကြောရေးမင်းကြီးဖြစ်ပြီးတော့မြန်မာနိုင်ငံနဲ့ပေါင်းဖက်ရမယ်ဆိုတဲ့ပုံစံမျိုးတွေအထိအဦးမြောင်လိုက်ပြောလာတာတဲ့ပတ်သက်ပြီးတော့တန်ခါတော်တွေကြားမှာလည်းဝေဖန်မှုတွေစစ်တန်ခါတွေဆိုခြင်းထဲပါလဲဆိုပြောနေအောင်တွေ့ရပါလဲရှင်ပြအဲ့ဒါနဲ့ပတ်သက်ပြီးတော့ရှင်းပြစီခြင်းပါလဲဗျာဒီဖြစ်စဉ်နဲ့ပတ်သက်လို့ပါဠိတော်အထောက်ထားရှာလို့လဲပြီးနိုင်မယ်မထင်ပါဘူးအကြောင်းလဲဆိုတော့ဘုရားရဲ့ ုတ်ဝင်းကြီးအပြီးဒီမှာပါဠိတော်ထဲမှာမပါဘူးလို့ပြောရင်ရနိုင်တဲ့အရာတစ်ခုကိုအဲ့တော့ဟိုဒါအာနန္ဒာနဲ့ပြုံးတဲ့အခါမှာခုနကကြွက်မင်းနဲ့အဲနောက်နှစ်နှစ်ထောင်ကျော်တဲ့အခါမှာဆိုရင်ဗျာဒိစကားဟာပါဠိတော်အနည်းငယ်တော့ရှိမယ်လို့ဥစဉ်မထင်ပါဘူးဒါ3012မျိုးလို့ဆိုရင်ဆိုတာရှေ့တုန်းကအဲ့ခေတ်ကမညာနဲ့ပြောရရင်တော့ခရီးယန်ကျန်းနေမြန်မာနိုင်ငံမှာပြုစုနေတဲ့အချိန်ပေါ့ ဒီပေါ်မှာပါဠိတော်မှာပါတယ်လို့တော့ဦးစင်းတို့နေနဲ့ဟိုတအားမပြောနိုင်လို့အခုရေးခဲ့တဲ့ဆရာစောပါဠိဆရာကြီးကူစောရေးခဲ့တာပါဠိဆရာကြီးဖြစ်တဲ့အတွက်ရှိတဲ့ဇလန်းနဲ့တွဲပြီးတော့ရေးလိုက်တဲ့အခါမှာမြမဘီင်းနဲ့ချစ်ကြည်ရမိတ်လက်တန်ဖြစ်လက်တန်ဆိုရပြားရေးစကားငွေကြောင်းတော့မူရဲဆိုတာမြတ်စွာဘုရားကမြန်မာနိုင်ငံဖြစ်မယ်လို့ကျွန်တော်တို့သိပါတယ်။အဲ့ကိမ ဘုရားပွင့်တော်မှာဘုရားနောင်နေတောင်ကျော်မှာမြန်မာနိုင်ငံနဲ့ဆိုတော့ဒါကတော့ဟိုလူလိုပြောရင်တော့အမွန်းတင်တဲ့စာရီလိုပဲထင်ပါတယ်သဘောကြီးပြုံးတော်မူခဲ့တယ်အဲ့ဒါကျွန်တော်ပြောမယ်ဟောအဲ့ဥစားကလေရုရှားမြန်မာဆက်ဆက်ရေးစတင်ပြီးတိတ်မကြခင်မှာပဲအဲ့ဥစားရုရှားကိုချင်းထဲတာရုရှားကိုချင်းထဲတာဖယားမဟောခဲ့ဘူးဥစားဖယားလည်းဗျားလေးမပေးခဲ့ဘူး ဖယားပြားလိုက်မပေးခဲ့ဘူးဥစ္စာဘယ်ကျန်းကံမှမလဲပေါ့ကျွန်တော်လည်းအဲ့ဥစ္စာဝယ်ဖြစ်ပြီးတော့တော်တော်လိုက်လိလာတယ်သူများကြီးပြောတာတွေရောကိုကိုလိုက်လည်းလိုက်ပဲဘယ်မှမပေါ်ပြားတော့ဖယားပြောမပြောခဲ့ရသော်ဖယားသူကြိုတင်းတီးလိုက်ပဲဗျာတဲ့လားကြိုတင်းကြိုတင်းတီးလိုက်ပဲဒါပေမဲ့ဒီပြားလိုက်တော့မပေးခဲ့ဘူးအဲ့တော့လုံးဝကြည့်သေးကြတယ်မပေးခဲ့ဘူးနော်အခုသူတို့ဘက်ကဖုန်ကြီးဒါသူတို့ဘက်ကဖုန်ကြီးနော်သူတို့ဘက်ကဖုန်ကြီးနော်ကျွန်တော်ထင်တယ် အဲဥစားကအရင်တော့တန်တပန်ဆက်ဆံရေးမှာအသုံးပြုခဲ့ဘူးတဲ့အရာတစ်ခုကိုပြန်ပြောင်းအသုံးပြုတဲ့အရာလို့ကျွန်တော်မြင်အရင်တော့ရုရှားမြန်မာဆက်ဆံရေးစပြီးတဲ့အချိန်မှာအဲဥစားကိုရုရှားကိုချင်းထည့်ခဲ့ပြီအခုဒုတိယတချင်မြောက်ဒါနဲ့ပဲပြန်ချင်းထည့်ဒုတိယတချင်မြောက်ဒါနဲ့ပဲပြန်ချင်းထည့်တယ်နော်အဲ့တော့ပူတင်ကြီးကဒါကြီးကိုဖတ်ပြီးပြုံးနေတယ်ဆိုတော့ပူတင်ကတကယ်တမ်းကျတော့အဲဥစားကိုတေချာလဲနားလဲပါဘူး तू ဗုဒ္ဓဘာသာလဲမဟုတ်ဘူး ဘုရားဘာသာလည်းမဟုတ်နော်ဘုရားဘာသာလည်းမဟုတ်ဘူးလူတွေကပြုံးနေတယ်ဆိုတာလေအဲ့ဒါခုကဇော်ဝိုင်းတို့ပြောတာပောက်ပြရကြီးပြောတာပောက်ပြရကြီးပြောနေတာအဲ့ဒါနော်ပောက်ပြရအခုဒီကောင်လေးဘက်ကဟာလာပြောင်းကြီးနဲ့ဒီဖုန်းကြီးဆိုတာလေဒါဟာလာမင်းအောင်လိုက်အာနာသိန်းတော်ထောက်ခံတဲ့ဖုန်းကြီးဟဲ့လားဒီဖုန်းကြီးကိုနိုင်ကသာအဲသူတို့မသိပါဘူးလို့ဘာလို့ဒဲကြီးမငင်းညင်လို့လားဟဲ့လားမဟုတ်ပါဘူးဆိုတဲ့စကားကိုဒဲကြီးမငင်းညင်လို့လားနော်ဒီဖုန်းကြီးတွေဟိုဟာဖြစ်နေတာနော်ဒီ ground တွေဟဲ့လားဟိုဟာဖြစ်နေတာတကယ်တော့ဒီ ground တွေကိုယ်တိုင်လည်း ပေါ့နော်ဒီ ground ဆိုလဲဟလာပွဲကိုမကြခဏရှာလေးရှိတဲ့သူပေါ့နော်ဒါပေမဲ့ဒီ ground တော့မအခုဟလာအာဟိုမဟုတ်ပါဘူးလို့တဲ့မငင်းရတော့လဲမဟုတ်ပါဘူးဆိုတဲ့စကားမျိုးပြောရတာပဲနော်အဲသူတို့ကိုယ်တိုင်လည်းပါဠိထဲမှာမတွေ့ဘူးလို့ပါလို့နော်အဲ့တော့မင်းကလည်းဒီတကတီတကူအာမကူလားမသိဘူးတီတကူအာမကူလားမသိဟမ်တီတကူလို့ကလည်းအဲ့ဒါမပြောဘူးလားမသိဟမ်ချက်စရာကြီးသူတို့ကတော့ဟလာအာဟိုအကွက်အကွက်ဆန်းနဲ့လောက်တာပေါ့ဒါမဲ့ဒါကြီးကဂျင်းဆိုတာက ရုရှားသမ္မတကြီးကသိရတော့မလေးပူတင်ကြီးကသိရင်တော့ရုရှားရဲ့ဝရံပြေးသမ္မတကြီးကဟာလာနော်မြန်မာနိုင်ငံရဲ့ဝရံပြေးသမ္မတကြီးကိုနော်ဝရံပြေးသမ္မတကြီးရဲ့ဂျင်းထဲ့တာကိုများသိရင်စိတ်ဆိုးတော်ရဲ့မူဝဲဘယ်လိုလုပ်မလဲမေးရလိုက်အဲ့ဒါဟုတ်သူတို့ဗာမောတွေကတော့ဟာလာအာငါတို့ရဲ့ဟာလာငါတို့ရဲ့ဟိုမေးရလိုက်ရတော်လိုက်တာဟိုကဖြစ်လိုက်တာဒီကဖြစ်လိုက်တာဆိုပြီးတော့ဟာလာဟိုကဖြစ်နေတာတကယ်တမ်းကျတော့ ဒါကြီးကဂျင်းကြီးတစ်ခုဆိုတာကိုကျွန်တော်ကအဓိကထားပြီးတော့ပြောချင်တာပါเนาะအဲ့တော့ပြောရမယ်ဆိုရင်တော့မရှိတာကိုအရှိလုပ်တယ်ဟုတ်လားလိန်ညာပြီးပြောတယ်တန်တမန်ဆက်ဆံရေးဒီမှာဆိုတာဒါဟုတ်တော့တုံးစရာအကွက်တွေကမရှိတော့ဘူးတစ်ဖက်မှာအမေရိကန်နဲ့ရုရှားနဲ့ဆက်ဆံရေးတိုးတက်လာတယ်လို့အာဘောနော်တန်တမန်ရေးပုံမှန်တိုင်းပြန်ဖြစ်တော့မလားဆိုတဲ့အချိန်မှာမရရအောင်သွားပြီးတော့သွားဝင်တာဟုတ်လားဘီလာရုမှာလည်းတလွဲတစ်ခုထပ်ပြောတယ်ဟုတ်လား ဆိုင်ရှင်တွေပိတ်ခိုင်ရရင်ဆော့ဝဲတွေစူးစီးဖို့လိုတယ်လို့ပါလို့စူးဆော့ဝဲတွေစူးစီးရအောင်ကိုလိုတယ်လို့အဲ့ဥစားကိုသူတို့ဝါလာပြန်သတင်းစာထည့်ရေးတယ်ထည့်ရေးပြီးတော့နောက်နေ့ကျတော့ပြန်ပြီးတော့ပြင်ဆင်ချက်ပြန်ထုတ်တယ် ဟုတ်လားအာဒါကဒီလိုမျိုးဖတ်ပေးပါဆိုပြီးတော့ဟုတ်လားဆန်ရှင်လောက်ခံရတဲ့အဖွဲ့အစည်းတွေဘာဖြစ်တယ်ညာဖြစ်တယ်အမှန်အမှန်တကယ်တော့မင်းရောက်လာဆန်ရှင်စော်ဝဲနဲ့မားပြောတာမဟုတ်ဒီကောင်တကယ်မသိတာမားပြောတာမဟုတ်တကယ်မသိတာတကယ်မသိတာเนาะအဲ့တော့တကယ်သိတယ်လဲထင်နေဦးမယ်မင်းရောက်လာကောင်လည်းတကယ်မသိတာ Great America again ရဲ့ဆရာပဲဥစားဟမ်ဇော်မဲလုံးရဲ့ဆရာပဲဥစားဟုတ်လား again great again ရဲ့ဆရာပဲဥစားဒီလောက်တော့ရှိမှာပေါ့နော်အဲ့တော့ပြောချင်တာကတော့ဟုတ်လား အာငါတို့ရဲ့မရောက်လိုက်ရဒါမဲ့ပြဟိုဒီကောင်သွားလိုက်တာတခုကတော့ဟိုပေါ့နော်ရုရှားစီကနေပြီးတော့တချို့ဥစားတွေအထောက်ပံ့နေဘလာရုစီကနေတချို့အထောက်ပံ့နေတော့ရလာနိုင်တယ်အာဒါပေမဲ့ဟိုတလွဲတွေပဲပြောနေတဲ့ခေါင်းဆောင်တယောက်ကိုထောက်ခံနေရတဲ့ဘာမောတွေကတော့တော်တော်လေးကိုရှက်ဖို့ကောင်းတယ်မင်းတို့ကောင်တွေမရှက်ကြဘူးလားလို့ပဲပြောနေတယ်ပဲကျွန်တော်ရဲ့ဒီနေ့ဒီလိုစီတယ်ဒီဘာပဲကြံလာချင်ပါတယ်တော်လန်ပြည်သူများအားလုံးစိတ်လက်ကြည်သာသာနဲ့တနေ့တာကိုဖြတ်တန်းနိုင်ကြပါစေခင်ဗျာ မင်းအောင်လိုင်းနဲ့အချမ်းမတ်တစ်တိုက်ကိုတော့ကျွန်တော်ကထားဝရလက်ကလေးပါပဲခင်ဗျာ